င်္ဂလာပါရှင်ကျမတော့ဖူးဤဤနယ်ပါ DV ရုံးမြင့်တန်ကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်မကွေးတိုင်းကြောက်ထုမြို့မှာမေလ3ရက်နေ့ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးရိုင်းနှံမှုကြောင့်ဦးစင်းတပါပြန်လုံတော်မူသွားတယ်လို့ရော်လင်းတဲ့အဖွဲ့ကပြောပါတယ်ကျောက်ထူးတိုင်းနယ်က တပြင်းရွာဖုံးကြီးကျောင်းကဦးစင်းတပါးဟာသူတကာနဲ့ကျောက်ထူးမြို့ပေါ်ကို ကျောင်းပြင်ဖို့အတွက်ဆောက်လုပ်ရေးပစ္စည်းတွေတက်ဝယ်ရင်းပစ္စည်းဝယ်ရဆိုင်နာမှာအရက်မူးနေတဲ့အရက်ဝင်းတဲ့စစ်သားတွေကသူတို့ကိုဓာတ်ပုံရိုက်လို့ဆိုပြီးကြောက်ထုအမြောက်တက်ထဲခေါ်သွားပြီးတော့နှိပ်စက်ခဲ့ကြတယ်လို့ရောလင်းနဲ့အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကိုအောင်ကြီးကပြောပါတယ်။ညပိုင်းမှာတော့နှစ်ယောက်စလုံးပြန်လည်လွတ်မြောက်လာပြီးဦးစင်းရဲ့နောက်ကျောမှာထိုးသွင်းတံရသုံးချက်ကြောကုန်းတစ်ခုလုံးညူမဲနေပြီးတော့ခြောက်တစ်ဖက်လည်းကျိုးလာပြီးမျက်နှာကလည်းထိုးကျိတ်ခံထားရလို့ဖူးယောင်နေပြီးသူရလာတဲ့တံရတွေကြောင့်ပဲနောက်ရက်မှာပြန်လုံတော့မူသွားတာလို့ဆိုပါတယ်။ ဦးစင်းနဲ့အတူပါလာတဲ့ဒေသခံတယောက်ကတော့နှိပ်စက်ခံလာရတဲ့ဒဏ်ရာတွေကြောင့်ဆေးကုသမှုခံယူနေရတယ်လို့သိရပါပါရှင်။စကိုင်းတိုင်းကောလင်းမြို့နယ်ထဲမှာစစ်ကောင်စီတပ်ကမေလ9ရက်နေ့မနက်တနားဝင်းကျင်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့လူနေအိမ်တွေနဲ့တခြားအဆောက်အုံတွေထိခိုက်ပျက်စီးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါရတယ်။ ကောလင်းမြို့နယ်ရှိဘတ်ချမ်းမှာရှိတဲ့ရှောက်ပင်ခြုံရွာတဲကိုတရဦးလေတက်ကနေတက်လာတဲ့ jet fighter ကဘုံနှလုံးကျဲချသွားတာဖြစ်ပြီးလူနေအိမ်တွေပျက်စီးပြီးတော့ကြီးရွာတဲ့တွေ့တန်းထားတဲ့တပ်တိုင်နဲ့မိကျိုးတွေလည်းပြတ်တောက်ကုန်ပြီးပြည်သူပိုင်ဗဟိုးကားနဲ့ဆိုင်ကယ်တွေလည်းပျက်စီးသွားတယ်လို့ကောလင်းခရိုင်ပကဖတာဝန်ခံကပြောပါတယ်ဒေတာရင်းမှာလေချောင်းရံကာကွယ်ရေးအစီအမံတွေချုပ်တင်လှုပ်ဆောင်ထားတဲ့အတွက်ပြည်သူထိခိုက်သေးဆုံးတာတော့မရှိဘူးလို့ဆိုပါတယ် ကလေးမျိုးနယ်တွေကိုစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုဟာမေလ10ရက်နေ့ကနေ9ရက်နေ့အထိ9ရက်တာကာလအတွင်းလေကြောင်းတိုက်ခိုက်မှု10ကြိမ်ထပ်မံရှိနေပြီးအဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေအတွင်းအရသာပြည်သူတွေထိခိုက်ဒေဆုံးရတာတွေအပြင်စာတင်ကျောင်းဖုံးကြီးကျောင်းနဲ့လူနေအိမ်အများအပြားလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကနေတစင်သိရပါတယ်ရှင်။ မြန်မာနိုင်ငံမှာအင်အားပြင်းငလင်လုတ်ခတ်ပြီးအချိန်တလကျော်ကြာရှိလာပြီဖြစ်ပေမဲ့ငလင်ပေးသင့်ပြည်သူတွေဟာလက်ရှိအချိန်အထိစိတ်တန်ရာတွေပူပင်တော့ကတွေခံစားနေကြရတယ်လို့ငလင်သင့်ပြည်သူတွေကပြောပါတယ်ဒီအကြောင်းကိုတော့မြက်သစင်သတင်းပေးပို့ထားပါတယ်ရှင်မြန်မာနိုင်ငံမှာအင်အားပြင်းငလင်လုတ်ခတ်ပြီးအချိန်တလကျော်ကြာရှိလာပြီဖြစ်ပေမဲ့ငလင်ပေးသင့်ပြည်သူ9ယောက်မှာ2ယောက်ကစိတ်တန်ရာခံစားနေရဆဲဖြစ်တယ်လို့ ယူရိုပမြန်မာရဲ့စစ်တမ်းအရာသိရပါတယ်။မန္တလေးမြို့ကဒေသခံတွေကတော့လက်ရှိအချိန်ထိငလင်တန်းကြောင့်စိတ်ထင်ရတွေရရှိပြီးငလင်နောက်ဆက်တွဲတွေလှုပ်တိုင်းစိုးရိမ်ပူပန်နေကြရတယ်လို့ဆိုကြပါတယ်။မန္တလေးမြို့ဒေသခံတဦးကလည်းငလင်တန်းကြောင့်အိမ်တွေ ပြိုပြက်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးအစိုးရကလက်ရှိအချိန်ထိဖြည့်ရှင်းပေးနိုင်ခြင်းမရှိသေးတယ်လို့ပြည်သူတွေအနေနဲ့ပူပင်တော့ကတွေအများကြီးကိုခံစားနေကြရတယ်လို့ဆိုပါတယ်။ ဒီအစိုးရရဲ့ဘွာတက်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 ရှိဘူးပေါ့နော်နောက်ပြီးတော့အိမ်တွေဖြစ်တဲ့အခါမှာလည်းတာဝန်ကျင်အိမ်တွေနဲ့ပြိုတဲ့အိမ်တွေနဲ့ conflict ဖြစ်တဲ့ကိစ္စတွေမှာရှင်းရှင်းပြတာမျိုးမရှိဘူးပေါ့နော်တချို့လူတွေကအခုချိန်ကြီးလမ်းပြီးမှနေနေရတော့အစိုးရကဒါမဟုတ်တဲ့ဒီတာသနိကအဆောက်အုံတွေပဲဇွတ်တီတော့ဖြစ်နေတယ်တကယ်လူတွေနေရမရှိတာမှဖြစ်ဖြစ်နေတာသနိကအဆောက်အုံတွေဇွတ်လိုက်ဖြစ်နေတယ်လူတွေတကယ်ရည်ကြီးအန်ဒီရှိအဆောက်အုံကိုလိုက်ဖြစ်နေတာကိစ္စမဖြစ်ဘူးပေါ့နော်အော်ရန်တရမလုံတော့တဲ့ကိစ္စတွေဘာမှတောင်ရပြတာမျိုးမရှိဘူးအဲ့တော့အစိုးရဘက်ကရှိမှတန်ခွဲဆောင်ရတာကြီးကတော့အာနေနေပြီပေါ့ပြိုသွားတဲ့အင်ရှင်ကြီးက ဒီပြိုသွားတာတမျိုးပါတဲ့အိမ်လေးထဲမှာကျန်နေတဲ့တံပိုးရှိပစ္စည်းတွေကြောက်ရှာမှာတမျိုးဒါတီးဦးလူပူပြင်းတဲ့အတွက်စောင့်လည်းမအိမ်နိုင်နေကြရလည်းမရှိတို့ရလည်းဒီပြိုသွားတဲ့အိမ်မှာလုံလုံရေးပါမှယူပေးတာမရှိပါတော့။ပူဝင်တော့ကရတော့အများကြီးပါအများကြီးပဲအများကြီး။ယူရိုပို့မြန်မာရဲ့စစ်တမ်းအရာစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဟာငလင်တန်ခံခဲ့ရတဲ့သူတွေအတွက်အရေးကြီးတဲ့စိန်ခေါ်မှုတစ်ခုဖြစ်နေစေလို့ဆိုပါရစေ။ NUG ကျမကြီးဝင်ကြီးဌာနအမေရန်အတွင်းဝင်လဲဖြစ် စိတ်ကျမ်းမာရေးထုကုဆရာဝန်လည်းဖြစ်တဲ့ဒေါက်တာဥက္ကာကတော့ငလင်ပေးတံကြောင့်ရုတ်တရက်ကြီးမှမျော်လင့်မဲ့ဆုံးရှုံးမှုတွေကိုကြုံရရင်ပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်နိုင်တယ်လို့ဆိုပါတယ်။ကျွန်တော်တို့ဆေးပညာသဘောအရပြောရမယ်ဆိုရင် grief reaction grief ဆိုတာကတခုခုဆုံးရှုံးသွားရင်ဒီတိုင်းမှာဖြစ်ပေါ်တတ်တဲ့ဖြစ်ပေါ်လာနိုင်တဲ့ဒုရဲ့စိတ်မှာဖြစ်ပေါ်သွားတဲ့အကြောင်းအရာ grief reaction အဲ့ဒီဟာအခုဒီလိုမျိုးမလင်းဘေးတောင်ကြောင့်ဆုံးရှုံးသွားတယ်ဆိုတာကတော်တော်ကိုဆုံးရှုံးတဲ့အခါမှာယုတ်တိရဲ့ကြီးမမျောနိုင်မဲနဲ့ဆုံးရှုံးသွားတယ်ဆုံးရှုံးမှုအဲ့ဒီလိုဆုံးရှုံးတဲ့ဆုံးရှုံးမှုတွေမှာစိတ်ပိုဆိုင်ရာခိခိုက်မှုကတော်တော်လေးပြင်းထန်တယ်ပထမအဦးဆုံးကြုံတွေ့ရမယ်အချက်ကတော့ shock ဖြစ်သွားခိတ်လန့်တုန်လှုပ်သွားကြောက်ရွံ့သွားပင်တက်သွားတယ်။ဒုတိယအဆင့်ရောက်သွားရင်ဒါကိုမယုံနိုင်ကြရဘဲဆိုပြီးပြန်ပြော ယုံနိုင်ကြပဲလက်မခံနိုင်ကြပဲလို့လည်းပြောသေးတယ်ဒါမဖြစ်နိုင်ဘူးဆိုပြီးတော့လည်းသူတို့ရဲ့စိတ်ထဲမှာဖြစ်လို့လာနေချီပြီးကြနိုင်တချို့ရင်းနဲ့ချီပြီးကြတဲ့တနာရောက်တယ်လည်းရှိတယ်။ပုံဝင်နေရတော့ဝိုင်းဖြည့်သိမ့်မှာမဟုတ်တာဖြစ်သွားပြီဆိုပြီးဝိုင်းဖြည့်သိမ့်ဒါပေမဲ့ကာယကံအရှင်တွေကလက်ခံနိုင်လို့တော်တော်လေးအချိန်တစ်ခုပေးရတယ်။အဲလိုလူမျိုးတွေတက်ဖို့ကျွန်တော်တို့ကတည်တည်ချာချာကိုအချိန်လေးပေးပြီးတော့နှစ်သိမ့်ဆွေးနွေးမှုတွေလုပ်ပေးရ စစ်တမ်းဖြည့်ဆို့သူ600ကျော်တဲကငလင်တန်အပီးအခုလောလောဆယ်အဓိကလိုအပ်နေတာကစိတ်ကျမ်းမာရေးအကူအညီနဲ့နေစရာထိုင်စရာအကူအညီလိုအပ်တယ်လို့ဖြည့်ဆို့သူ28ရာခိုင်နှုန်းစီအသီးသီးနဲ့အများဆုံးရှိနေတာလည်းဖြစ်ပါတယ်။ DVB data တင်းကကောက်ယူစုဆောင်းထားတဲ့အချက်လက်တွေအရငလင်ကျောက်ထိခိုက်ဒေဆုံးသူ4466ယောက်ထိရှိပြီးထိခိုက်ဒဏ်ရာရရှိသူ11366ယောက်ရှိတယ်လို့ငလင်ပေးတဲ့တင်းသူဦးရေ နှစ်တသမာလေးတန်းရှိပါတယ်။ကျမမျက်သစင်ပါရှင်။ DVU မြင်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါ။ကျမတော့ဖူးဤနွယ်ပါ။ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။